Alam Mingava Kudine Pame Gondiano, Semai Dokimuchi, Simpu Gondipivane Yano, Kapaiti Pajian, Simpu. A fulfillment of his parenthood, the time came for our son to be novitiated. I was thrilled by the prospect we discussed the matter and Colette and I decided we would not make sure of it, nor could we afford to, since this occasion was a purely religious one. We decided to spend all we could on the on Mac only. No invitation to friends. No entertainment. We would feed the Mac only. Of course, relatives and a few close friends would be asked to come and witness the novitiation. The time came for our Sam to be noviciated. The time came, and General Bev Garcia came up. The time came. Chinga Chayalu Lavavi, for our Sam General Idadwa, to be noviciated. To be noviciated. first point နဲ့ရေရောရေးရပါတယ်ရှင်ပြူရှင်ပြူဖို့ရအောင်ဟုတ်ကျွန်တော်တို့ဤသားလေးရှင်ပြူခံရဖို့ရင်အချိန်ဒီကြာရောက်လာပြီလို့ပြောပါမယ်ကျွန်တော်မြန်မာလိုဘာသာပြန်တဲ့ခါမှာတားလေးရှင်ပြူဖို့အချိန်ကြာရောက်လာပါပြီ I was straight by the prospect 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 ဆိုတာကကျွန်တော်တို့မျောလင့်ချက်တို့ဒီမှာလာလာဒီမှာတော့ကျွန်တော်တို့က Uh, I was three. Sinawido kay Music Actor. I was three. Ito mga sailo siya gaya Behind the Boris Perez ay di simbiyo yung pila may yari wano. Alam nyo rin dyan ni Chima sailo siya ni ba rin. Lugyo rin. We discussed the matter and the college and I decided we would not make a show for it. I must show off. Show off sa raga. Pagkatanaw pero ba? We would not make a show for it. Sa raga. ကျွန်တော်တို့ကနော်ကျမတို့ကဒီပက္ခသနာတွေမလုပ်ဘူးလို့ I decided ဆုံးဖြတ်ခဲ့တယ်ပေါ့နော်ဆုံးဖြတ်ခဲ့အဲ့မှာကျွန်တော်တို့က decided နဲ့ဝင်ရင်ကျောင်းနေရှိဒီတန်မြုပ်ခါမြုပ်ထားပါတယ် non clause ကျွန်တော်တို့ဒီနော်ကျမတို့ကျွန်တော်တို့ကဒီပက္ခသနာတွေမလုပ်တော့ဘူးလို့ကျမနဲ့ကိုလနဲ့အဆုံးဖြတ်ထားပါတယ် we discuss this matter ဒီဒီကိစ္စနဲ့ပတ်သက်လို့ nor we could we afford to could we afford to that to တနင်္ဂနွေလို့ရှိနေတာမျိုးမလုပ်ဘူးလို့ပြောတော့ could we afford to think since ka တော့ကြောင့် this occasion was a purely religions purely religions ရကတန်းစင်တော့ကျွန်တော်တို့ဘာသာတခုဖြစ်တဲ့ကြောင့်ပေါ့နော်ဒီမှာ sin ကိုကျွန်တော်တို့တော့ကြောင့်လို့ဘာသာပြန်ရပါမယ် we decide ကျွန်တော်တို့ကဆုံးဖြတ်ခဲ့တယ် to spend all အားလုံးကိုကုန်ကြခံမှုဘယ်မှာကုန်ကြခံမှုဆိုတော့ all we could ကျွန်တော်တို့အားလုံးတက်နိုင်သမျှအားလုံးကိုကုန်ကြခံမယ် on the max only တော့တန်ガရောများရှိမှာပဲတန်ガရောတွေအတွက်ပဲကုန်ကြခံမယ်လို့ကျွန်တော်တို့ကဆုံးဖြတ်ခဲ့ပါတယ် no evidation evidation to france တကယ်ချင်းတွေကိုလည်းမခေါ်ဘူး no entertainment အကျွန်တော်တွေပုံဘုံလို့ဆိုင်းဝိုင်းလို့ပါတော့အဲ့လိုမျိုးလေးတွေလည်းမထည့်ဘူးပေါ့နော်။ဟိုဒီကကျွန်တော်ဒီမြန်မာကျွေးရင်ဂျင်းဝေးမှာဆိုလို့ရှိရင်ရှင်ပြွေးလောက်ရင်ဆိုင်းထည့်တာတို့ဇက်ထည့်တာတို့အငိမ့်ထည့်တာတို့ဒါမျိုးတွေရှိတော့အဲ့လိုမျိုးတွေလည်းမထည့်ဘူးလို့ပြောချင်တာပါ။ We would feed the mank only. We would feed ကျမတို့ကစုံကမ်းမယ်နော်ဒီမှာကျွန်တော် feed ကိုကျွန်တော်ကျွန်တော်ဂျင်းဝေးတယ်လို့ဘာသာပြန်လို့မဟုတ်မကောင်းဘူးနော်အဲ့တော့စုံကမ်းမယ် to the mac only အဲ့တော့တန်ဃာတော်ရရှိကိုပဲဆုံးကတ်မယ်လို့ဆုံးကတ်ခဲ့ပါခဲ့တယ်ပေါ့နော် of course relative ဒါပေမဲ့ of course relative ဆိုတော့ဆွေမျိုးတွေဆွေမျိုးတွေစီကို not and the few close friends အဲ့တော့ကိုဆွေမျိုးချို့ဆွေမျိုးတွေ ਨੇ ဟောတငယ်ချင်းရင်းချို့တော့ would be as ကျွန်တော်ကအဲ့တငယ်ချင်းတွေကမေးချင်းခံရတယ်မပတ်စစ်ပိုင်းနဲ့ရေးထားတယ် to can and witness တော့ဒီတက်တွေပေါ့နော်ရှင်းပြချင်း ့ဉာဏ်မှာတသက်ဖြစ်ဖို့ရန်အတွက် the novitiation အရှင်ပြုခြင်းဉာဏ်မှာတသက်ဖြစ်ဖို့ရန်အတွက်ဟိုခေါ်ခြင်းခံတော့ဖိတ်ဖိတ်ထားတော့ဖိတ်တယ်လို့ပြောရှင်မျိုးချုံနဲ့ရှင်ပြုခြင်းဉာဏ်မှာအထမြောက်ဖို့ရန်အတွက်ကိုဖိတ်ခေါ်ခဲ့တယ် Both college and I have never felt the importance of being parents so much as when we made a plan for our son novitiation ceremony ဟော both college and I college နဲ့ جماعه အားတဲ့ have never felt ဘယ်တော့မှမခံစားခဲ့ရဘူးဘူးအဲ့မှာကျွန်တော်က had felt နဲ့သုံးထားပါတယ် past perfect tense ပါ the important or being အဲ့မှာ being ဆိုကျွန်တော်က born နဲ့ဘာသာပြန်မယ် parents or the မိဘဖြစ်ရတော့မိဘဖြစ်ရတဲ့အရာပေါ့မိဘဖြစ်ရခြင်းရဲ့အရေးပါအရေးရောက်ကြောင်းကိုဘယ်တော့မှဒီလိုမခံစားခဲ့ရဘူးတဲ့ so much when we made the plan when we made the plan ကျွန်တော်ကျွန်တော်တို့ကဒါကျမတို့က plan plan ဆိုတာကဒီ season ကြီးဆိုတဲ့ for our son novitiation ceremony ကျမတို့ရဲ့တာစင်ပြုပွဲအခမ်းအနားအတွက်ကိုဒီလို season ကြီးဆွေးဆွေးနွေးတဲ့အခါကျမတို့မိဘတွေရဲ့မိဘတို့ရဲ့မိဘတွေကဘလောက်တက်ထိအေးပါလဲဆိုတဲ့ဥစ္စာကိုကျမနဲ့ကိုယ်လည်းတစ်ခါမှတစ်ခါကမှ First, we have to put him under the man to receive the necessary instruction. First, Brahma Ukana Une, we have to put him, and we have to put him, am I Hindi? Shinlaoli, bro, no? Shinlaoli U, Tom, and the Mank. I'm an NRA Mank, so I got Tenjo Mu Ao, no? Element already. Pono Ji Dubai, Tenjo Mu Ao, my Tom, to receive, to receive, huh? ဒူပလက်ဘန်ဝင် infinite နဲ့ပြောပါတယ် infinite ဒီမှာဘိုးရင်နဲ့ပါတာပြန်မယ်လက်ခံဘိုးရင် the necessary instruction instruction ဆိုတာဒီမှာပို့ချမှုတွေပေါ့ညွှန်ကြားချက်တွေအော်ညွှန်ကြားချက်တွေပို့ချချက်တွေကိုဟလာလိုအပ်သောညွှန်ကြားချက်ပို့ချချက်တွေကိုလက်ခံဘိုးရင်အတွက်ကျမတို့ရဲ့သားလေးကိုဒီဖုန်းတော်ကြီးတစ်ပါးအချိန်မှာထားမယ်ဆိုတော့အဲ့တော့ဘိုးရှိရှိဒီရှိပမာရီယာ ရှင်ပြုလို့မယ်ဆိုလို့ရှင်သူတို့ရဲ့သားသမီးတွေကိုကိုကြီးကျောင်းတွေတပတ်တန်တွေနှစ်ပတ်တန်တွေပို့ကြတယ်အဲမှာပါဠိကြီးဒီသင်္ကန်းတောင်းလို့ပါလို့အဲ့ဒါတွေကိုရှင်လောင်းကိုယ်တိုင်ရွတ်ဆိုခဲ့ပါတယ်ခုနေတော့မကြည့်တော့ပါဒေါ်ဒေါ် NT took us to the monastery တော့ဒေါ်ဒေါ်ဒီမှာ NT ဆိုတာကဒီအင်္ဂလိပ်လိုဆိုတာပြန်ပြီးသားပေါ့ took us ကျမတို့ခေါ်သွားပါလေအတွေ့ monastery ဘုန်းကြီးကျောင်းကိုခေါ်သွားပါလေ once again i entered the monastery with a hurtful or tough and joy for we were going to fulfill the most important duty of parenthood but once it came once again did you come to tell la bi i i enter and the when on la ro ba a monastery ko no ko ji chang o di jin when on la ba put the have food or hope nyaw lin jet dui a pye ne join join so di ma pyo shin jin nu mu ba pyo shin jin nu mu ri pye ne nyaw lin jet ri pye ne jma ro a ko ji chang o di jin when on la ba bi we were going to fulfill emma going to prove ဒီမှာကျွန်တော်ကဟို future ပေါ့ဒီမှာကျွန်တော် past future tense ပေါ့နော် past future နဲ့ရေးတာခဲလိမ့်မယ်ဆိုတော့ we were going to prove ကျွန်တော်ကအဒီ the most important duty of parenthood အဲ့တော့မိမဖြစ်မိမဖြစ်အချင်းရဲ့အတာဝန်တွေကိုဟလားအဲ့တာဝန်တွေကိုဖြည့်ဖြည့်ခဲ့လိမ့်ဖြည့်ဖို့ရပေါ့နော်ဖြည့်ခဲ့ဖို့ရတော့ကျမတို့ကလာ knowledge တွေအများကြီးနော်ပျော်ရွှင်မှုတွေအများကြီးနေပဲခွန်ကြီးကြောင့်ဟောနောက်တစ်ချိန်ဝင်လာခဲ့ပါပြီတဲ့ you know, not by not causing yeah. pre novitiation instructions. Monastery was founded by the shady tree and its spacious ground were worky. Well the building were old and solid, yes, and pretentious. At the monastery, Punjjong was surrounded, surrounded as a wind tower, you know, wind jinkan, you wind know, tower, eh? by shady tree. shade tree တော့အရေးရသောပင်နေနဲ့ဝင်းရံသားပြီးတော့ and is precious ground သူရဲ့ကြီးမားကျယ်ပြန့်တဲ့ကျောင်းရဲ့ကျောင်းရဲ့မြေပြင်ရောနော် where well keep တသက်ရရဲ့ဖြစ်နေပါတယ် the building well old and solid အဆောက်အဦပေါ့နော်ကျောင်းဆောင်ကြီးပေါ့ကျောင်းဆောင်ကြီးကလည်း where old ဟောင်းနေပြီ and solid solid ဆိုတာကဒီမှာ ဒုရကြီးမာတော့ပြောတော့နော်ဒုရကြီးမာတယ်ခိုင်မာတယ်ဆိုတဲ့သဘောပြောတာတော့ဒုရကြီးမာတယ် yet မဝိုင်းဒီ yet ဒီ beauty benefit တူပါတယ် but သို့တော်လည်းပဲ ambitious ambitious ဆိုတော့ဘယ်လိုပြောမလဲခံခံနာနာရဲ့ရိုးဘယ်လိုပြောမလဲကျွန်တော်တို့ကခံခံနာနာကြီး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 တော့မရှိဘူးဒါပေမဲ့လည်းဟိုဒုရကြီးမာတယ်ဒုရကြီးမာနေအမျိုးတော့အရင်ခံခံနာနာကြီးမရှိဘူးဒါပေမဲ့ရွာကြောင်းလေးဖြစ်တဲ့ကြောင့်မလို့ it was 8 in the morning and we saw the monks coming back from the daily M round it was 8ဒီမှာအချိန်ကိုပြောတာပါ i did it was eight. So 8ဆိုတော့ရှင်းနိုင်ထိုးပါပြီ in the morning တော့မနက်ခင်းရှင်းနိုင်ထိုးပါပြီဒီမှာလည်း ever fresh to flower and we saw the manx monk, manx ကျွန်တော်တို့ကျွန်တော်တို့ကနော်ကျမတို့ကတဲ့ သောသမန်ဘုန်းကြီးတွေကိုမြင်ပါတယ် coming back အော် coming the ရှေ့မှရှိတဲ့ monks ဘုန်းကြီးတွေကိုသူပြနေပါတယ် coming back ဆိုတော့ပြန်လာတော့ဒီမှာ ing ကိုကျွန်တော်တွေက adjective ပုံစံနဲ့ရေးထားပါတယ်နော် present participle adjective လို့သုံးထားပါတယ် but from the daily and brown through ရနေစဉ်အာဒီဆုံးငယ်ကြွားတယ်နော်ဆုံးငယ်ကြွားတဲ့နေရာကြီးပြန်လာတယ်ဘုန်းတော်ကြီးကိုကျွန်တော်တို့ကမြင်တွေ့ခဲ့ပါတယ် total to as that the men stains they have to go on an AMS receiving round every morning in the same old fashioned way I have known in my childhood. အဲ့မှာ drone to us drone ကကျမတို့ပြောခဲ့တယ်တဲ့အဲ့တော့ကျမတို့ပြောခဲ့တော့နောက်ထပ်ပြောခံ object တစ်ခုလိုနေပါတယ်အော်ဖြေခံပို့တယ် that good that ကလည်းနောက်ထပ်ပဲဖြေဆိုတော့ noun လောပါပဲ object နဲ့မဝင်လာတဲ့ noun လောပေါ့နော် direct object indirect object နဲ့ရေးထားတာပါ ဟုတ်စနမဖုန်းနဲ့ရတယ် the man staying အဲ့တော့အဲ့မှာ staying ကလည်းရှင်းမရှင်း man ကိုသွားပြီးထိပြပါတယ်နေတော့ပေါ့နော် there အဲ့ဒီမှာနေတဲ့ဘုန်းကြီးเจ้าတွေကလည်း have to go သွားလို့သွားမယ် am receiving round ဆုံးခံထွက်ခြင်းပေါ့နော် every morning နေ့စဉ်နနက်တိုင်းဆုံးခံထွက်ခြင်းသွားလို့သွားမယ် in the same in the same lot la du zo the old pensionate ways ဟိုရှိဘိုးစဉ်ပေါင်းဆက်ထဲကပေါ့နော်ဟို အဲတော့ငါနီးဒီအတိုင်းပဲတဲ့နော် I had no in my childhood ကျမငယ်စဉ်ကတီးခဲ့တဲ့အတီးတွေပေါ့နော်ကျမငယ်တော့တီးခဲ့တဲ့ဒီဘုန်းကြီးဆိုတာဒီဟိုအာဖျားရှင်လက်ထက်တွေဟိုသူရဲ့အစဉ်လာတိုင်းနေ့စဉ်မနက်တိုင်းကိုစွန့်ခံထွက်ဖို့ရန်အတွက်အဲ့ဒီကြောင့်ရှိတဲ့ဘုန်းကြီးတွေကလည်းစွန့်ခံထွက်ရတယ်ဆိုတော့ကျမတို့တော့ပြောပြခဲ့ပါတယ်တဲ့ The Emerald the Emeralds, I understood, was stand more in surprise of human, or humility and a compassion for the people, the necessity. No, Emma, hey I understood the Emerald, Sungan Dwajim, no? I understood, Tuma, Nale wale, was stand more in spiritual, spiritual of humility, you know, my surprise raga, say, say that good, you know, spiritual, say that. Yeah. Hey. ဝิญญင်ဒါမျိုးပေါ့နော်စိတ်ကြဒီမှာတော့စိတ်စိတ်ပေါ့နော်ဒီစိတ်စိတ်တော့ပြောရတဲ့သဘောပါအဲ့တော့ I am a switch မှာနားလေတော့ what's then more in spiritual humanity အဲ့တော့ဒီဟိုနှိမ်ချတာထက်ပေါ့နော် and compassion ဆိုတာ greener ပေါ့ for the people uh necessary the people အဲ့တော့ဒီ the people then necessary ပေါ့နော် for the people then necessary ဆိုတော့ဒီ Şiitcesi, a, the people were being given their by chance to do deed of merit by giving a morsel out of their daily food to the monk a people were being given el you luriga la were being given el luriga the download no အဲ့မှာရှိလူတွေက bear bind bunny chain bunny chain ဆိုတာကကျွန်တော်တို့ကဘယ်လိုမှတူတူပုံကလုံးဆောင်မလို့ဆုံးငန်းလာလို့ဘုန်းကြီးဆုံးလာတယ်အဲ့မှာကျွန်တော်တူလိုက်တယ်ပေါ့အဲ့မှာတူလိုက်လို့ဆိုတာ to do deep ဆိုတာအဲ့ဒါဒီ d ကအမှုကိစ္စပေါ့ဒီမှာကောင်းမှုပေါ့အဲ့ကောင်းမှုကိစ္စကိုကျွန်တော်လုပ်ရတာဘယ်လိုလဲဆိုတော့မျောလိမ့်မယ်လေလားတစ်ခုတည်းရမဟုတ်ဘဲနဲ့ လောရတာမျိုးပေါ့နော် deep of merit by giving them all self all self ရကသဆုပ်တလုံးစာပြောတာပေါ့ out of their daily food to the man အဲ့တော့နေ့စဉ်စားမဲ့ဒေယန်ဒီရောမှာဘုန်းကြီးတွေကိုတလုံးသဆုပ်စာဒူတန်းရခြင်းရတယ်ဟလားကုသိုလ်ရတယ်အဲ့လိုကုသိုလ်ရခြင်းရဲ့မဟာဂ ුණ နာဂ ුණ နာတွေတောင်းမလို့သားဘုန်းတော်ကြီးတောင်းနေရဟလားသူသူ့ကိုသူနှိမ့်ချခြင်းတွေတဲ့လူသားတွေကိုလူတွေကို ကုသိုလ်တွေဖြစ်စေခြင်းလို့အကြောင်းကဆုံးကံထွက်တယ်လို့ဒါဆင်မာကြီးကနားလဲပါတယ်လို့ပြောတာပါနော် The president meant receive kindly and we told him we want we wanted our son to be given pre-novitiation instruction of the president man ဟဲ့ပါ president man ဆိုတာကကျောင်းနိုင်ဘုန်းကြီးပြောတာပါ receive ကျမတို့ကိုကျူဆိုပါတယ်နော်ကျမတို့လက်ခံပါတယ်ပေါ့နော် as kindly ကျင်နာကြတယ်ပဲ လက်ခံပါတယ် and we told him ကျမတို့ကသူ့ကိုရှောက်ပါတယ် we wanted ကျမတို့ကလိုရှိရ our son to be given a pre-novitiation instruction အဲ့တော့ဒီကျမတို့ရဲ့ဒါလေးရှင်မပြုခင်မှာလိုအပ်တဲ့ညွှန်ကြားမှုတွေကိုအာရဖို့ရန်အတွက်ဒီဒါလေးကိုလိုရှိရဆိုတဲ့အကြောင်းဒီလိုလိုအပ်တယ်ဆိုတဲ့အကြောင်းကိုဘုန်းကြီးကြီးကိုရှောက်လိုက်တယ် Kimon was put under the care of a monk who give him some Pali and Myanmar verses to learn. Kimawin was put in a general bus uh bus stand bus point ရေးရပါတယ်ခမောင်ကျွန်းခမောင်ဝင်းကထားခြင်းခံရတယ် another care of another care ဆိုတော့ဆောင်းဆောင်မှုပေါ့နော်ဆောင်းဆောင်အောင်ပါတဲ့ the man ဘုန်းကြီးရဲ့ဆောင်းဆောင်အောင်ပါအဲ့တော့ခုခုဒီရှင်းမှရှိတယ် man ကိုသွားပြီး to ပြောကြအောင်လို့ adjective clause ဖြစ်ပါတယ် who give him to ပေးတယ် some poly and မြန်မာဖတ်စီအဲ့တော့မြန်မာစာကျွန်တော်တို့ဒီပါဠိစာနဲ့မြန်မာစကားပြန်ပေါ့နော်မြန်မာစာပါဠိနဲ့စကားပြန်အလားတူတူလန်လေးလာဖို့ရင်အတွက်ပေးတဲ့ဖုန်းတော်ကြီးကြောင့်ဖုန်းကြီးဖုန်းကြီးကခင်မောင်ဝင်းခင်မောင်ဝင်းကိုဆောင်းလျှောက်ပါတယ်လေနော်ဆောင်းလျှောက်မှုအောက်မှာထားထားချင်းခံရပါခင်မောင်ဝင်းက since my younger brother and daughter san were going to be novitiate all three will to go to the monastery every morning sing ဆိုတာကဒွန်ကြောက်ပေါ့နော်အာ my younger brother and daughter san ကျမရဲ့အငယ်ဆုံးမောင်လေးနဲ့ဒေါ်တော်ဆန်ဒေါ်တော်ရဲ့သား we're going to be no shade သူတို့တွေကလည်းရှင်ပြူမှာနော်ရှင်ပြူမှာဖြစ်တဲ့ကြောင့်မလို့ all three will to go ဒါတော့ဒီမှာကျွန်တော်ရဲ့အလား when နဲ့ to နဲ့ဆက်ထားတယ်အဲ့ဒါသွားလို့သွားမယ်လို့ပြောတာပဲ will to go to monastery every morning မနက်ခင်းမိုးလင်းမိုးလင်းတိုင်းအဲ့ဒီဘုန်းကြောင်ကိုသွားဟုတ်သွားခဲ့ရတယ်တဲ့ my younger brother and daughter son both whom both of whom were about 50 has already been noviciated. Oh, my younger brother and daughter sons um, to my both of whom I'm a both of both of you know general proposition object ပဲလိုက်တယ်အဲ့မှာ whom ကိုထည့်ပြီးပြီးတော့အသူတွေရတဲ့ about 50ဆို15နှစ်ခန့်ရှိခဲ့တယ်ပေါ့နော်သူတွေက has already been no issue ရှိပြီပြီးသားနော်သူတို့နှစ်ယောက်ကရှင်းပြီးပြီးသား it was not unusual for the mill time to begin in novice more than when but there is yet another great occasion for the sign there upar sampada ordination at the age of 20, it is considered a great privilege to have a sam. son you know. It was not unusual that uh, to mobile for a mid-time, the Yangali period to be novitiated, novice, to be novice of the Shimpura. The going in Pipira, the Jane, Tap Pobula Pira, Allah, to say mobile, then one spent. there is another great occasion နောက်ထပ်ဒီထက်ခံနာတဲ့အခါကာလတာမြန်တစ်ခုရှိသေးတယ်အဲ့ဒါဘာလဲ for example တာယောက်ကြားလေးတွေအတွက်ပါတဲ့ then ဥပစံပါဒဥပစံပါဒဆိုတာပဇင်းခံခြင်းပြောတာပဇင်းတက်ခြင်းပေါ့နော် ordination ယဟန်ခံခြင်း at the age of 20အဲ့တော့တန်းစစ်ပြီးတဲ့အခါမှာပဇင်းခံခြင်းကလည်းအနောက်ထပ်တကယ်ကိုယောက်ျားလေးတွေအတွက်ယောက်ျားတာယောက်ကြားလေးရခြင်းရဲ့ ကောင်းကျိုးပေါ့နော်အဲ့ဒါတကယ်အခွင့်အရေးတစ်ခုရှိပါသေးတယ် it is considerate considerate ဆိုတာကသဘောထားတယ်နော်အဲ့မှ regret ပေါ့ considerate ဒါမှမဟုတ်ဒီလိုပါပဲ a great privilege privilege ဆိုတာကလည်းကျွန်တော် special chance ကိုပြောတာပေါ့နော် special chance ဆိုတာတကယ်အထူးအခွင့်အရေးတစ်ခုရပါတယ် to have a son ဆိုတော့တိုင်းအောင်ကြလေးရရှိခြင်းရဲ့အခွင့် do ရတဲ့ဥစ္စာလို့လည်းသဘောထားချင်းခင်ရပါတယ်တဲ့ okay အားလုံးပဲ